အစာအိမ်ယောဂလို့ပြောလိုက်တာ ਨੇ ဒါတော်တော်များများကအစာအိမ်တို့ပဲသိထားကြတယ်ဒါပေမဲ့အစာအိမ်ယောဂလို့ပြောလိုက်ပြီဆိုလို့ရှိရင်အစာအိမ်ယောဂတွေကအများကြီးရှိပါတယ်ဒီနေ့မှာဒါကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အစာအိမ်ယောဂတွေထဲမှာမှဒီအစာအိမ်ယောဂတစ်ခုကကြတော့အစာအိမ်ရောင်တာဖြစ်ပါတယ်အဲစိတ်ပညာခေါ်တော့ gastritis လို့ခေါ်တယ်အကြိုက်ကြိုက်ပျောက်ဆေးတွေတောက်လို့ပဲဖြစ်ဖြစ်အရက်တွေအလွန်ညောတောက်လို့ပဲဖြစ်ဖြစ်အစာအိမ်ရောင်တာဖြစ်တတ်တယ်နော်အဲ့ခါမျိုးမှာကျွန်တော် buy out တတ်တယ် လွယ်လို့ရှိရင်အစာရင်ဈေးကိုသိချဆွဲသားတာမျိုးရှိတတ်တယ်ကုသမှုကတော့အစာရင်ဈေးကိုတောင်းပါရနော်ပြီးလို့ရှိရင်ခုနဖြစ်စေတဲ့အရာတွေရှောင်ကျင်းရတယ်အကြက်ပြောက်ဈေးတွေကိုရှောင်ရမယ်အရက်တောက်တာရှောင်ရမယ်ဒါကဒီအစာအိမ်ရောင်ရမ်းတာဖြစ်ပါတယ်တချို့တွေလည်းသိပါတယ်နော်နောက်တစ်ခုကကြတော့အစာအိမ်အနာဖြစ်တာဖြစ်ပါတယ်နော်စိတ်ပညာခေါ်တော့ဒီပက်ပစ်အာစာလို့ခေါ်တယ်အစာအိမ်မှာအနာဖြစ်တာဖြစ်ပါတယ်ဒါလည်းပဲရှိမှပြောခဲ့သလိုပဲကြက်ခဲပြောက်ဈေးတွေနောက်တစ်ခုကဒီအရက်ကိုအလွန်ကြောက်တော့လို့ရှိရင်ဖြစ်တတ်တယ် ဒီဟာလည်းပဲလိုအပ်လို့ရှိရင်အစာရင်သေးကိုဆွဲပြီးတော့တောက်ရတယ်နော်အစာရင်သေးကိုဂျီတိုနေနဲ့တောက်ရတာမျိုးရှိပါတယ်နော်ဒီဘက်လို့ရှိရင်တော့ဒီ H pylori လို့ခေါ်တဲ့အစာရင်ပိုးကိုကျွန်တော်ကဆေးကိုအစာရင်ပိုးကိုတတ်တဲ့ဆေးနော်အစာရင်ပိုးတတ်ဆေးကိုရေရှည်ဆွဲတောက်ရတာမျိုးလည်းရှိပါတယ်နော်အဲ့တော့ဒီအစာရင်မှာအနာပြစ်ပြီဆိုလို့ရှိရင်လည်း buy out တတ်တယ်အဲ့တော့အရက်ရှောင်မှုလိုအပ်မယ်ကိုက်ပြောက်ဆေးတွေကိုရှောင်ဖို့လိုအပ်ပါမယ် အဲနောက်ဆက်တစ်ခုကကြတော့ဒီအစာရင်ကင်ဆာဖြစ်ပါတယ်เนาะအဲ့တော့အစာရင်မှာကင်ဆာဖြစ်တာကိုလည်းကျွန်တော်တို့ကဒါအစာရင်ယောဂါတစ်ခုအနေနဲ့တတ်မှတ်ပါတယ်အစာရင်ကင်ဆာကကြတော့เนาะကျွန်တော်တို့ဘယ်လိုကြောက်ဖြစ်နိုင်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့အစာတောက်တွေနဲ့ဆိုင်တယ်မျိုးရိုးနဲ့ဆိုင်တယ်နောက်တစ်ချက်ကကြတော့ဒီကို့မှာเนาะဒီအစာရင်ပိုးရှိခဲ့မယ်ဆိုလို့ရှိရင်တချို့တွေမှာဒီအစာရင်ပိုးနဲ့တစ်ဆင့်အစာရင်ကင်ဆာဖြစ်နိုင်ခြေလည်းရှိပါတယ်เนาะအဲ့တော့အစာရင်ကင်ဆာဖြစ်ပြီဆိုလို့ရှိရင်တစ်ခါလေးမှာတိရနောက်ကျတတ်တယ်သူရဲ့လက္ခဏာတွေအနည်းငယ်ကကြတော့ပိန်သွားတယ်အစာတောက်ပြတ်တယ် အဲပြီးလို့ရှိရင်အလွယ်တကူဘိုက်ပြည့်လွယ်တယ်ပြီးလို့ရှိရင်သွေးအံတယ်ဝမ်းမဲမဲသွားတယ်အစမကြည့်တာမျိုးဖြစ်တယ်ဒီလိုလက္ခဏာတွေပြနိုင်ပါတယ်အဲအစိုင်းကယ်ဆာကကြတော့ဒါယောဂနုမယ်ဆိုလို့ရှိရင်ခွဲစိတ်လို့ရတယ်ယောဂတွေရှင်းလာမယ်ဆိုလို့ရှိရင်တော့အထက်ကင်မယ်နောက်တစ်ခုကဒီကယ်ဆာဆေးသွင်းမယ်ဒါမျိုးတွေပြုလို့ရမှာဖြစ်ပါတယ်နော်နောက်တစ်ဒီအစာယောဂတစ်ခုကကြတော့ဒီစချင်းပြန်ယောဂပါတော့စိတ်ပညာခေါ်တော့အဂျီအာလေးလို့ခေါ်တယ် gastro esophageal reflux disease လို့ခေါ်တယ်เนาะအဲ့တော့သူကဘာဖြစ်တာလဲဆိုရင်ဒီအစာအိမ်ရဲ့ acid တွေက အစာအိမ်ကနေပြီးတော့အပေါ်ဒီအစာရည်မျိုးစီကိုတက်သွားတာဖြစ်ပါတယ်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှင်ရင်ပူတယ်ပြီးလို့ရှင်ဒီရင်မအောက်တာမျိုး ဖြစ်တယ်ပြီးလို့ရှင်ညဘက်မှာချောင်းဆိုးတာမျိုးဖြစ်တတ်တယ်အော်ဒါကလည်းပဲအစာရင် acid တွေအပေါ်ကိုတက်လာတာဖြစ်တဲ့အတွက်ကြောင့်အစာရင် acid ကိုကျွန်တော်တို့နော်အစာရင် acid ချဖို့အတွက်အစာရင်ဈေးတွေတောက်ရပါတယ်။လိုအပ်လို့ရှိရင်လည်းဆွဲတောက်ရတာမျိုးရှိပါတယ်။တကယ်လို့အဝါလွန်နေတဲ့လူတွေဆိုလို့ရှိရင်လည်းဒါအဝါလွန်တာဒီ weight shop ကိုလိုအပ်တယ်နော်။အဝါလွန်တဲ့လူတွေကဒီစစ်ချင်းမြောက်ကဖြစ်နိုင်ခြေပို့ပြီးတော့ များတယ်เนาะပြီးလို့ရှိရင်အပြင်စားတွေအပူဆက်တွေကြိုက်တဲ့လူတွေဆိုလို့ရှိရင်ဒါဖြစ်နိုင်ရည်များတယ်ဒါတွေရှောင်ဖို့လိုအပ်ပါတယ်เนาะနောက်တစ်ခုကကြတော့ဒီအစာအိမ်မှာအသက်ဖို့ဖြစ်တာဖြစ်ပါတယ်စိတ်ပညာခေါ်တော့ polyp လို့ခေါ်ပါတယ်เนาะအဲ့တော့ဒီအသက်ဖို့ဆိုတာကလည်းပဲကျွန်တော်ကလိုအပ်လို့ရှိရင်ခွဲစိတ်ပြီးတော့ဒါဖြစ်ထွက်လာတာရှိပါတယ်အများဖြစ်တော့မှန်ပြောင်းနဲ့ထုတ်လိုက်တာများပါတယ်เนาะအဲ့တော့ဒီအသက်ဖို့တွေကကြတော့အများဖြစ်ယောဂလက္ခဏာမပြတ်တတ်ဘူး အဲယုတ်တရက်တွေ့ရတာမျိုးပေါ့နော်ယုတ်တရက်ဆိုတော့ကဥမာအချင်းကျွန်တော်အစာရင်ကိုတစ်ခုခုကြည့်ရင်လည်းမှန်ပြောင်းကြည့်လိုက်တယ်အဲ့ဒီခါမှာဒီအစာရင်မှာရှိတဲ့အသက်ဘိုးကိုအဲတွေ့တယ်ပေါ့နော်အဲ့လိုမျိုးတွေ့တာဖြစ်ပါတယ်အရန်ကြီးလာပြီဆိုရင်တော့ဒီအသက်ဘိုးတွေကသွေးထွက်တာမျိုးဖြစ်နိုင်တယ်အဲ့ဒီခါမျိုးမှာဆိုလို့ရှိရင်ဝမ်မဲမဲသွားတာမျိုးဖြစ်တတ်ပါတယ်နော်အဲ့တော့ဒီအစာရင်မှာရှိတဲ့အသက်ဘိုးကလည်းပဲတစ်ခါတည်းရမှာဒီကင်ဆာအကျိုးဖြစ်နေရမျိုးတွေဖြစ်တတ်တယ်။အားကြောင့်မလို့ဒီအသက်ဘိုးရှိနေပြီဆိုလို့ရှိရင်လည်းမပေါ်ဆပါနဲ့။ဆရာဝန်တွေညွှန်ကြားတဲ့အတိုင်းသေချာမှန်မြောင်းကြည့်ဖို့ ဖြတ်ထုတ်ဖို့လိုအပ်ပါတယ်။နောက်တစ်ချက်တစ်ခုကကြာတော့ဒီအစာမကြေတာဖြစ်ပါတယ်နော်။အဲ့တော့ဒါစိတ်ပညာခေါ်တော့ functional dyspepsia လို့ခေါ်တယ်။အဲဒါကတော့ဒီအစာမကြေတဲ့ယောဂါတစ်ခုဖြစ်တယ်။အဲ့တော့ဒီကိုယ့်ရဲ့ဒီရင်ညွတ်နေရာမှာမအီမတာဖြစ်နိုင်တယ်၊လေးပွားနိုင်တယ်၊ပြို့တာဖြစ်နိုင်တယ်နော်။အဲ့တော့ပြီးလို့ရှိရင်နည်းနည်းလေးစားရုံနဲ့ဗိုက်ပြီးသွားတာဖြစ်နိုင်တယ်။အဲ့ဒီတက်လည်းစိတ်တော့ရတာရှိပါတယ်။အဲ့နောက်ဆုံးအစာယောဂါတစ်ခုကကြာတော့ဒီအစာအိမ်မှာပိုးဝင်ပြီးတော့နော်ဒီအစာယောဂါဒုက္ခပေးတာဖြစ်ပါတယ်။အဲ့တော့ ဆယ်ဘူနဲလာလို့ပိုးတွေပါတယ်။ Ecoline လို့ပိုးတွေပါတယ်။အဲပြီးလို့ရှိရင်ဒီ H pylori လို့ပိုးတွေပါတယ်။အဲပြီးရင်တချို့သော virus တွေလည်းပါဝင်တယ်။အဲပြီးလို့ရှိရင်ဒီ parasite ကပ်ပေါင်းကောင်တွေနော်အဲ့လိုအကောင်တွေလည်းပါဝင်တယ်။အဲ့တော့ဒီလိုမျိုးပိုးဝင်ပြီဆိုလို့ရှိရင်ယောဂလက္ခဏာတွေအနေနဲ့ပြို့တာ၊အန်တာ၊ bite out တာ၊ one shot တာ၊နောက်အဖျားတက်တာဒါမျိုးတွေဖြစ်နိုင်ပါတယ်နော်။အဲ့တော့အစာရင်ယောဂလို့ဒါအလွယ်ပြောလိုက်ပြီမှာကျွန်တော်အစာရင်မှာယောဂတွေကအများကြီးရှိပါတယ်။အခုကျွန်တော်ပြောပြတဲ့ယောဂတွေ ဖြစ်နိုင်နေဖြစ်တတ်ပါတယ်เนาะအဲ့တော့ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။သိချင်တာရှိရင်လည်း comment မှာမေးလို့ရပါလေ။ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပေးကြပါဦး။